ဇလန်းစားမှာတော့ကောင်မလေးတယောက်ဟာအနေရောင်ပန်းလေးတွေကိုရှာနေပြီးတော့သူ့ရဲ့ဘေးနားမှာရက်ကြည့်နေတဲ့ကောင်လေးကိုပါပန်းရှာဖွေတဲ့နေရာမှာကူညီခိုင်းလိုက်ပါတယ်။မြန်မာလေးဖန်ကဘာလို့အနေရောင်ပန်းတွေကိုရှာရတာလဲဆိုပြီးတော့မေးတဲ့ခါမှာတော့ချစ်သူများနေအတွက်ရှာနေတာဖြစ်ပြီးတော့အခုလိုမျိုးစော်မရှိတဲ့သူကဒီလိုကိစ္စမျိုးတွေကိုနားလည်နိုင်မှာမဟုတ်ဘူးလို့ပြောပြလိုက်တာကြောင့် ကောင်လေးကလည်းရင်မခန်းစားအတွင်းကြေတွေပါဖြစ်သွားခဲ့ရပါတော့နီ။ပန်းနေရံကိုလည်းမနက်ခင်းကရှာနေပေမဲ့လို့အခုချိန်ထိကောင်မကောင်မလေးစိတ်တွေတော်လေးကိုမှတူလာပြီးတော့ပောက်ကွဲတော့မလို့ဖြစ်နေတာကြောင့်ကောင်လေးကလည်းပန်းနေရံတွေကသူ့ရဲ့အိမ်မှာအနားမှာရှိနေမှာဖြစ်ကြောင်းပြောပြလိုက်ခဲ့ပါတယ်။အနီပန်းလေးရိစာအဝါရောင်နဲ့ပန်းရောင်တွေကိုရောတုံးလို့မရဘူးလားဆိုပြီးတော့မေးကြည့်တဲ့အခါမှာတော့အနီရံကတော့အချစ်ကိုကိုစားပြုတဲ့အရာဖြစ်တာကြောင့်အနီရံကိုပဲတုံးမယ်ဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ အရင်ကတော့ channel မှာအနီရောက်ပန်းရောင်တွေစိုက်မိတာကိုတွေ့မိကြောင်းပြောပြတဲ့ခါမှာတော့အရင်ကတော့အနီရောက်ပန်းတွေစိုက်ခဲ့ပေမဲ့မနေ့ကသူရီလာလောင်တဲ့ခါမှာတော့နေအပူရှင်ကြောင့်ပဲပန်းတွေအများကြီးဆုံးရှုံးသွားရကြောင်းကောင်မလေးကလည်းပြောပြလိုက်ပါတယ်။သူ့အနေနဲ့မြို့ထဲမှာရှိတဲ့တခြားလူတွေကိုအားကြတဲ့အတွက်ကိုမှပန်းတွေကိုအများကြီးစိုက်ထားပေမဲ့လည်းအခုတော့အနီရောက်ပန်းတွေကမရှိတော့ပန်းရောင်အဝါနဲ့ကိုမှခန်းရောင်တွေသာကျန်ခဲ့တော့ကြောင်းကိုပြောပြလိုက်ပါတယ်။ကောင်လေးကလည်းအဲ့ဒါဆိုရင်သူတို့တွေဘာလို့ကြမလဲဆိုပြီးတော့မေးကြည့်တဲ့ခါမှာတော့ကောင်မလေးကလည်း တို့တွေဗလက်တိုင်းကြီးမရောက်ခင်အနည်းအောင်ပန်းတွေကိုရာသလောက်ဆုပြီးတော့ဗလက်တိုင်းနေ့ရောက်မှာပန်းတွေကိုရှောင်းပြီးတော့အဲဒီကရလာတဲ့ပတ်စံနဲ့အိမ်တလုံးကိုဝယ်မှာဖြစ်ကြောင်းသဘောကျကပြောဆိုလိုက်ပြီးတော့ကောင်လေးကိုရောဘလို့ထက်လဲဆိုပြီးတော့မိလိုက်ပါတယ်။ကောင်မလေးကလည်းသူ့ရဲ့တိရစ္ဆာန်လေးတွေကိုရောပန်းကိုရှာတွေ့လာမိပေမဲ့လို့တိရစ္ဆာန်လေးတွေကတော့သူ့တို့တွေတစ်မျိုးလုံးကိုရှာကြည့်ပြီးပြီးမြို့ထဲမှာအနည်းအောင်ပန်းလည်းမရှိတယ်လို့ပန်းနဲ့တူတာလည်းဘာမှကိုမှမရှိကြောင်းနဲ့ဆာကူရာပန်းတွေပဲတွေ့ရကြောင်းနဲ့သူထင်မြို့ထဲမှာပန်းနေရောင်တွေအကုန်လုံးကပျောက်သွားပြီထင်ကြောင်းကိုပြောပြလိုက်ပါတယ်။ ကောင်မလေးကလည်းဖလက်တိုင်းတင်မတိုင်ခင်သူ့အနေနဲ့ပန်းအနေရောင်တွေရအောင်လို့ဘာလို့တင်လဲဆိုပြီးတော့တိုင်ပင်ကြည့်ခဲ့တဲ့ခါမှာတော့ချွတ်ကလေးကလည်းအင်တစ်ကိုဝယ်ပြီးတော့အဲ့ဒီမျိုးမှရှိတဲ့ပန်းတွေကိုစုဆောင်းတင်ကြောင်းပြောပြပေးမယ်။ကောင်လေးကတော့သူတို့တွေစားစားဖို့အရင်စဉ်းစားတဲ့နယ်ဖြစ်ကြောင်းကိုပြောပြပါရင် သူတို့တွေအနေနဲ့အစားအစာကိုကောင်းကောင်းမွန်မွန်မစားရတာကလည်းတော်တော်ကြာနေပြီဖြစ်တာကြောင့်အဲ့ဒါကိုပဲအရင်ဆုံးအလေးထားပြီးတော့စဉ်းစားတင်ကြောင်းကိုပြပြပါရင်အဲ့ဒါဆိုအခုမှကောအကြံစီလေးပါလေးရှိလားဆိုပြီးတော့မေးကြည့်တဲ့အခါမှာတော့သူစီမှာပါအကြံစီမှာတော့မရှိပါမယ်လို့သူအနေနဲ့ပန်းတွေရှိတဲ့နေရာကိုတော့တိကျောင်းကိုပြောပြလိုက်တာကြောင့်သူကဘာလို့ခုမှအဲ့ဒီကိစ္စကိုပြောရတာလဲဆိုပြီးတော့မေးလိုက်ပါရင်ပန်းတွေကအဲ့ဒါဆိုရင်တောင်ပေါ်ကကျောင်းထဲမှာရှိတာလားဆိုပြီးတော့မေးကြည့်တဲ့အခါမှာတော့ကျောင်းထဲမှာရှိတာမဟုတ်ကြောင်းနဲ့ကျောင်းရဲ့ဘေးကကူထဲမှာသာရှိကြောင်းကိုပြောပြလိုက်ပါရင် ဲ့ဒီနေရာမှာပန်းတွေရှိတာကိုဘယ်လိုသိတာလဲဆိုပြီးတော့မေးကြည့်ခဲ့ခါမှာတော့ကောင်းလီကလည်းသူကဒီတိုင်းအနီနာကိုပတ်သွားပတ်လာလို့ရင်းနဲ့တွေးမိတာဖြစ်ကြောင်းကိုလည်းပြောပြပါရင်အဲ့ဒီနေရာမှာရှိတာဒေတာသွားရင်တော့သူတို့ရဲ့အမြန်ဆုံးကိုလို့သွားရမယ်ဖြစ်ကြောင်းနဲ့အမြန်မသွားဘူးဆိုရင်တော့သူများအရင်ဆုံးရာသွားနိုင်ကြောင်းနဲ့သူတို့ရင်းအဲ့ဒီဂူပေါ်မှာရှိတဲ့အနီရောက်ပန်းတွေကိုယူပြီးတော့အိမ်ထဲမှာစားရမယ်ဖြစ်ကြောင်းကိုပြောပြလိုက်ပါအဲ့ဒါဆိုရင်တော့တောင်ပေါ်ကိုကားမောင်းသွားကြမလားဆိုပြီးတော့မေးကြည့်တဲ့ခါမှာတော့ကားနဲ့ကိုသွားတာကသူတို့တွေအတွက်ကိုအဲ့ဒီနေရာကိုအမြန်ဆုံးရောက်နိုင်ကြောင်းကိုပြပြကထွက်လာကြပါတော့ရင် ဘန်းတွေရှိတဲ့နေရာကိုသွားဖို့လမ်းကိုရောက်မှတ်မိလားဆိုပြီးတော့ကောင်မလေးကလည်းမေးတဲ့ခါမှာတော့သူကတော့မြို့ထဲကိုခဏခဏသွားနေတာဖြစ်တာကြောင့်မှတ်မိကြောင်းပြောကဘယ်ဘက်ကိုကွေးဆိုပြီးတော့ပြောလိုက်ခဲ့ပါရင်ပြီးတော့ရင်တော့အခုလမ်းကိုသွားဆက်သွားနေခဲ့ပြီးတော့ခဏကြာရင်ညဘက်ကိုကွေးခန်းလာပြီးတော့ခဏနေရင်မိဘွိုင်းနေရှိတဲ့နေရာကိုရောက်မှာဖြစ်ကြောင်းပြောလိုက်ပြီးတော့နောက်ပြီးတော့နေရင်တော့ကောင်လေးပြောတဲ့အတိုင်းမိဘွိုင်းရှိတဲ့နေရာကိုရောက်လာတဲ့ကြောင်းကောင်မလေးကလည်းခဏဆောင့်ပေးလိုက်ရပါတော့တယ် ကောင်မလေးကလည်းမိပွိုင်းစောင့်နေတော့ဘယ်ဘက်ကိုဆက်သွားရမှာလဲဆိုပြီးတော့မေးတဲ့အခါမှာတော့ညာဘက်ကိုကွေ့ရမှာဖြစ်ကြောင်းပြောနေပေမဲ့ကောင်မလေးကတော့ခုကမိပွိုင်းမိနေခြင်းဖြစ်တာကြောင့်သွားလို့မရသေးကြောင်းကိုပြပြလိုက်ပိုင်းကောင်လေးကလည်းသူကအခုသွားခိုင်းတာမဟုတ်ပေနဲ့အခုမိနေနေတာကိုစောင့်ပြီးတော့မိစိန်သွားကကြာမှသွားရမှာဖြစ်ကြောင်းကိုပြပြလိုက်ပိုင်းကောင်မလေးကလည်းကောင်လေးပြောတဲ့အတိုင်းကိုလုပ်နေပေမဲ့လို့အခုချိန်ထိကိုမှတောင်းတက်လန်းကိုမတွေ့ရသေးတာကြောင့်လန်းတိတာကိုတေချာလို့လားဆိုပြီးတော့မေးပေမဲ့လို့ကောင်လေးကတော့သူပြောတဲ့အတိုင်းသာသွားဖို့ကိုပြောလိုက်ပါရင် ကောင်မလေးကလည်းကောင်လေးပြောတဲ့လမ်းတိုင်းကိုသွားရင်းနဲ့ခဏအကြာမှာတောင်တက်လမ်းတစ်ခုကိုတွေ့လာကြအောင်တက်လာလိုက်ခဲ့တဲ့ခါမှာတော့အရှင်ပြပြနဲ့ကိုပြပြပပမောင်းနေနေတာကြောင့်ကောင်လေးကလည်းကောင်မလေးကိုတတိထားပြီးတော့မောင်းဖို့တာပြောလိုက်ပိုင်းကောင်လေးတတိပေးပြီးတဲ့ချိန်မှာပဲခဏအကြာမှာကားကဘရိတ်ကမမီတော့တာကြောင့်ကောင်လေးကိုပြောနေတဲ့ချိန်ကားရဲ့အရှင်ကအနှင်းငယ်မြန်နေတာကြောင့်ကားကလည်းချက်ချင်းပဲလမ်းကိုချော်ပြီးတော့မှောက်ကျသွားပါတော့ရင်ကောင်မလေးကလည်းခုလိုမျိုးသူတို့တွေအကုန်လုံးအဆင်ပြေကြောင်းနဲ့ပြောလိုက်ခဲ့ပြီးတော့သူတို့တွေတကယ်လို့တောင်ထက်ကိုရောက်မယ်ဆိုရင်တော့မှာ သူတို့မှာပန်းတွေကိုတဲဖို့ကားမရှိတော့ကြောင်းနဲ့အခုဘာလို့ကိုဆက်လုပ်ကြမလဲဆိုပြီးတော့မိလိုက်ပါရင်ကောင်လေးကလည်းပဝင်းကျင်ချင်းတွေကိုတစ်ချက်ကိုအကဲခတ်လိုက်ပြီးတော့သူတို့အခုရောက်နေတဲ့နေရာကရဲတိုက်လို့လို့အစာအုပ်တစ်ခုရှိတာကြောင်းအဲ့ဒီနေရာကိုသွားတင်ကြောင်းပြောကနှစ်ယောက်သားကတော့ထွက်လာကြပါတော့ရင်ကောင်လေးနဲ့ကောင်မလေးတို့ကလည်းအစာအုပ်နားကိုရောက်တဲ့ခါမှာတော့မြင်းနဲ့စပိန်တွေကိုတွေးလိုက်ရတာကြောင်းပြောသွားခဲ့ပါတော့ရင်ကောင်လေးကလည်းအရင်ဆုံးမင်းဖြူလေးပေါ်ကိုကောင်မလေးအရင်တက်ပြီးတော့သွားနှစ်ဖို့နဲ့သူတို့တွေကတော့စပိန်စီလို့ရတာကြောင်းအနောက်ကနေပဲလိုက်ခဲ့မယ်လို့ပြောလိုက်ပါတယ် ကာမလီတို့တွေကလည်းအဆင်သင့်ဖြစ်လို့နေရာကနေကိုစတင်ထွက်ခွာလာကြပြီးတော့ခဏကြာမှပဲလမ်းမခမ်းနားတစ်ခုစီနဲ့ကိုမှကျုံလဲရတဲ့အကြောင်းသူတို့တွေကတော့ဘယ်လိုမျိုးကိုဆက်သွားကြမလဲဆိုပြီးတော့မေးလိုက်ပါတယ်။ကောင်လေးကလည်းသူတို့တွေကဒီထီကိုမှရောက်လာပြီးပြီဖြစ်တာကြောင့်အခုတောင်ပေါ်ကိုလမ်းလျှောက်ပဲသွားကြတာပေါ့လို့ပြောလိုက်ပြီးတော့မြောင်သားကတော့လမ်းလျှောက်ကတောင်ပေါ်ကိုဆက်တဲ့ကြပါတော့ရင်ကောင်မလေးကလည်းသူတို့တွေလမ်းတိုင်းသာဆက်သွားနေရင်တကယ်ကိုတောင်ပေါ်ကိုသွားတဲ့လမ်းကောဟုတ်လို့လားဆိုပြီးတော့မေးတဲ့ခါမှာတော့ကောင်လေးကလည်းသူ့အနေနဲ့ ပန်းရံနှန်းတွေရနေတာကြောင့်ပဲဒီလန်ကတော့မှန်ကြောင်းနဲ့သူတို့တွေမကြခင်တောင်ပေါ်ကိုရောက်တော့မှဖြစ်ကြောင်းကိုပြပြလိုက်ပါကမာလီတို့တွေကလည်းအယောင်ဆုံလာတဲ့ပန်းလေးတွေကိုတွေးလိုက်ရပြီးတော့ပန်းတွေရှိနေတဲ့တောင်ရဲ့ကူထဲမှာဖြစ်နေတာကြောင့်ကောင်မလီကလည်းအရန်ဒီကိုမှအံ့ဩနေကြရပါတော့ရင်ကောင်လီကလည်းဒီနေရာမှာပန်းတွေကမျိုးမျိုးရှိတာကြောင့်အနည်းရောပန်းလေးရှိနိုင်ကြောင်းပြောနေတော့မှပဲခွေးလေးနေထိုင်ရတာအဆင်မပြေဖြစ်လာတာကြောင့်ကောင်မလီကလည်းခွေးလေးကိုပန်းရံနှန်းတွေနဲ့ကိုမတည့်တာလားဆိုပြီးတော့မေးလိုက်ပါတယ် ောင်မလီကလည်းခွေးလေးကပန်အနှံ့တွေကိုမတည့်တာကြောင့်သူတို့ရဲ့အနီရောက်ဘက်ကိုအမြန်ဆုံးရှာပြီးတော့ဒီကနေ့ကိုဆင်းသွားရမယ်ဖြစ်ကြောင်းကိုပြောပြနေပြီးတော့ကောင်လေးကလည်းဒီနေရာမှာတစ်ခုခုထူးဆန်းနေကြောင်းပြောပြပေးမယ်ကောင်မလီကတော့ယာတိဥတုမှောင်လာလို့ဒါအဲ့ဒီလိုမျိုးခံစားရတာဖြစ်ပြီးတော့သူတို့လက်ရှိနေတာကြောင့်ဘာကိုမှကြောက်စရာမလိုကြောင်းကိုပြောပြပါရင်ကောင်မလီကလည်းအခုရတဖြည်းဖြည်းနဲ့ကိုမှညာဘက်ကိုရောက်နေပြီဖြစ်တာကြောင့်သူတို့ရဲ့အနီရောက်ဘက်ကိုရှာပြီးတော့အမြန်ဆုံးတောင်အောက်ကိုဆင်းရမယ်ဖြစ်ကြောင်းကိုပြောပြတဲ့အခါမှာကောင်မလီကလည်းတောင်ပေါ်ကိုလာခဲ့ရတဲ့လမ်းတွေကအရင်ကမှများတာကြောင့်မမှတ်မိတော့ကြောင်းကိုပြောပြလိုက်ပါရင် ကာဝါလီကလည်းခုတော့သူတို့တွေကအရင်ဆုံးအနေရပန်းတွေကိုတွေ့ရလို့ရှာမယ်ဖြစ်ကြောင်းနဲ့ကြံခဲ့တဲ့ဟာတွေကိုပြီးမှသာစဉ်းစားကြမယ်ဖြစ်ကြောင်းကိုပြောကာဆက်ရှာကြပါတော့ရင်ကာမလီတွေကလည်းတောင်ပေါ်မှာပန်းကိုတန်းနေရရအယောက်မှာထိုးဆန်းတာတခုတွေ့လိုက်ရတာကြောင့်ကောင်လီကလည်းကောင်မလီကိုပြလိုက်တဲ့အခါမှာကောင်မလီကလည်းအရန်ကိုမှအံ့ဩသွားခဲ့ရပါတယ်။ဂူရဲကဒီအနေရောင်ပန်းကြီးကလည်းအရန်ကိုမှကြီးတယ်လို့ဘေးနားမှာအငွေတွေကလည်းထွက်နေတဲ့ပြင်ကောင်မှာအနေရောင်ပန်းကလည်းဂူရဲမှမရှိဘဲနဲ့ဒီနေရာမှာပဲတွေ့ရကြောင်းတွေးနေခဲ့မိပါတော့ရင် ကောင်လေးကလည်းသူတို့တွေဒီပန်းကြီးကိုဘယ်လိုမျိုးတည်သွားကြမလဲဆိုပြီးတော့မေးတဲ့အခါမှာတော့ကောင်မလေးကလည်းဒီနေရောင်ပန်းကအရန်ကုန်မှကြီးတာကြောင့်အဲ့ဒီပန်းကိုမတည်ဘဲနဲ့ဘီနာကပန်းလေးတွေရဲ့အဆွေတွေကိုသာတည်ခဲ့ဖို့ကိုပြောလိုက်ပါတယ်။ကောင်လေးကလည်းပန်းရှိတဲ့နေရာမှာကဘယ်လိုမျိုးအတက်အန္တရာယ်တွေရှိနေမှမသိတာကြောင့်သူကိုယ်တိုင်ပဲဝင်သွားကအဆွေတွေကိုကောက်ပြီးတော့ပြန်လာခဲ့လိုက်ပါတော့တယ်။ကောင်လေးကလည်းကောင်မလေးကိုအစ်စ်ရေပေးတဲ့ချိန်မှာတော့ယုတ်တည့်ရဲ့ခန္ဓာကိုယ်ကထိုးဆန့်လာကြောင်းပြောပြတဲ့အခါမှာကောင်မလေးရဲ့အပင်နားမှာရှိတဲ့အမှုန့်တွေကြောင့်ဖြစ်နိုင်ကြောင်းနဲ့ သူတို့တွေကလည်းတောင်အောက်ကိုပြန်ဆင်းတော့မှဖြစ်တာကြောင့်မြို့ရဲရောက်ရင်ဆရာဝန်နဲ့ပြပေးမယ်ဖြစ်ကြောင်းကိုပါပြောလိုက်ပါတယ်။ကောင်မလေးတို့တွေစကားပြောနေတဲ့အချိန်မှာပဲကောင်လေးရဲ့ခန္ဓာကိုယ်တစ်ခုလုံးကရှားရက်လာပြီးတော့မျက်နှာကလည်းအနီရောင်ကိုလုံးဝကိုပြောင်းလဲသွားတာကြောင့်ကောင်မလေးကလည်းဘာဖြစ်နေရလဲဆိုပြီးတော့သူ့ရဲ့အကိုကိုမေးလိုက်ခဲ့ပါတယ်။ကောင်မလေးကလည်းပန်းတွေမှာအဆေးရှိနေပြီးတော့သူ့ရဲ့အကိုကဒီလိုမျိုးဖြစ်နေတာဖြစ်ကြောင်းကိုပြောပြကပြန်ဆင်းဖို့ပြင်လိုက်တဲ့အချိန်မှာပဲရုတ်တရက်ကြီးသူတို့ရဲ့အကိုအတန်ကကြောက်စရာကောင်းတဲ့အတန်ကိုမှပြောင်းလဲသွားခဲ့ပြီးတော့မင်းတို့ရဲ့ငါအပင်ရဲ့တစ်တီးတွေကို လွတ်ယူသွားရင်အဲ့ဒီအတွက်ကိုမှအပြစ်ပေးဆက်ရမယ်ဆိုပြီးတော့ပြောကအနောက်ကနေကိုလိုက်လာခဲ့ပါရင်ကောင်မလေးကလည်းသူ့ရဲ့ကိုကထူဆန်ပြီးတော့သူတို့ကိုအသေးသက်ဖို့လုံနေတာတွေကြောင့်ထွက်ပြေးနေရပြီးတော့ကောင်မလေးကတော့တောင်ပေါ်မှာပဲပတ်ပြေးနေတာကြောင့်တိရစ္ဆာန်လေးတွေကလည်းသူတို့တွေကတောင်အောက်ကိုပြေးရမှာဖြစ်ကြောင်းနဲ့ဆင်းရမဲ့လမ်းကိုလည်းသူမှတ်မိကြောင်းကောင်မလေးကိုပြောလိုက်ပါရင်ကောင်မလေးကလည်းကြောင်လေးပြောတဲ့အတိုင်းကိုမှလမ်းတိုင်းကိုပြေးလာခဲ့ပြီးတော့အနောက်ကနေလည်းမကောင်းဆိုးဝါးဖြစ်နေတဲ့သူ့ရဲ့ကိုကရောက်လာတာကြောင့်ကောင်မလေးကလည်းအကျွေးရှင်နဲ့လက်ထဲကပြေးရတဲ့လူတစ်ယောက်လိုမျိုးပတ်ပြေးနေခဲ့ရပါတော့တယ် အဲ့ဒီအချိန်မှာပန်းရှိတဲ့ကိုရဲကလည်းနှဆိုးတကောင်ကထွက်လာခဲ့ပြီးတော့ဒီဘက်ကမကောင်းတဲ့စိတ်နဲ့လာရှာရင်ရှာတဲ့သူတွေကမကောင်းဆိုးဝါးအဖြစ်ကိုမှပြောင်းလဲသွားမှာဖြစ်ပြီးတော့မြစ်တာစိတ်နဲ့လာရှာမှသာပန်းကိုယူသွားနိုင်မှာဖြစ်ကြောင်းနဲ့အခုတော့သူ့ရဲ့ပန်းကိုလောဘစိတ်နဲ့လာယူတဲ့သူတွေတော့မကြခင်မှာအဆုံးတက်ရတော့မယ်ဖြစ်ကြောင်းကိုပြောကာသဘောကျစွာနဲ့ကိုရှင်းမောနေခဲ့ပါတော့ရှင်။ဇလန်လေးကလည်းဒီလိုနဲ့ပဲဒီမာရင်ကိုပြီးဆုံးသွားပါရနော်။အဆုံးထိတရှိပေးကြလို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဒါနဲ့အပန်းမကြည့်ဘူးဆိုရင်လည်း VPN လေးတွေဖွင့်ကြည့်ပေးပြီးတော့ကျွန်တော်ကိုရှေ့ဆက်သွားစေနိုင်ပါတယ်နော်။ကဲဒါဆိုရင်နောက်တစ်ပုဒ်လေးမှပြန်တွေ့ကြတာပေါ့လားဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်နော်။